မင်္ဂလာပါအခုချိန်ကစပြီးတော့နိုဝင်ဘာလ16ရက်နေ့အင်္ဂါနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျွန်မအမီပါ NCA စနစ်ပြည့်ပွဲကိုတက်ခဲ့တာကြောင့် KNU ရဲ့ဥက္ကဋ္ဌဟောင်းစောမူတူစေဖို့ဟာအဖွဲ့အစည်းကနေအပီးအပိုင်းထုတ်ပယ်ခံလိုက်ရပါတယ်။ကရင်မျိုးသားအစည်းအရုံး KNU ဟာသူတို့ရဲ့မူဝါဒကိုစန့်ကျင်ပြီးတော့ရှစ်ကော်မရှင်ကကျင်းပတဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA စနစ်ပြည့်အခမ်းအနားကိုတက်ခဲ့တဲ့ထိပ်ပိုင်းခေါင်းဆောင်ဟောင်း၂ယောက်ကို အဖွဲ့အစည်းကနေအပီးအပိုင်းထုတ်ပယ်လိုက်တယ်လို့ကြေညာပါတယ်။ဒီထုတ်ပယ်ခံရ တဲ့သူတွေထဲမှာဒီ KNU ရဲ့ဥက္ကဋ္ဌဟောင်းဖြစ်သူစောမူတူစေဖို့နဲ့ခရိုင်ဥက္ကဋ္ဌဟောင်းဒီဟာစောရွှေမောင်တို့ပါဝင်ပါတယ် အဖွဲ့အစည်းရဲ့မူဝါဒကိုထပ်ခါတလဲလဲဖောက်ဖျက်ကျူးလွန်တဲ့ကိစ္စတွေကြောင့်ဘိုဟိုအလုံးမှုဆောင်ကော်မတီအစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရထုတ်ပယ်လိုက်တာလို့ KNU ရဲ့ပြောခွင့်ရဘဒူစောတော်နီယာဆိုပါတယ်။ဥက္ကဋ္ဌဟောင်းစောမူတူစီဖိုးဟာပြီးခဲ့တဲ့အောက်တိုဘာလကနေပြီးတော့မှစစ်ကော်မရှင်ကကျင်းပခဲ့တဲ့ NCA စနစ်ပြည့်အခမ်းအနားကိုတက်ခဲ့ပြီးတော့အစည်းအဝေးထက်ကနေလဲမိန့်ခွန်းမှပြောကြားခဲ့ပါတယ်။စစ်ကော်မရှင်ကတော့သူ့ကိုကရင်တိုင်းဒေသခေါင်းဆောင်အဖြစ်သုံးနှုန်းပြီးတော့ဖိတ်ခေါ်ခဲ့ ဲ့တာပါ KNU အနေနဲ့စစ်တပ်ကအာဏာသိမ်းပြီးချိန်ကလေးကနေစပြီးတော့ဒီ NCA ရဲ့အနှစ်သာရတွေဟာပြက်ပြားသွားပြီလို့မဟာမိတ်အဖွဲ့ရင်းနဲ့ပေါ့လေပူးတွဲထုတ်ပြန်ထားပြီးတော့စစ်ကော်မရှင်ရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလည်းမတက်ဘဲနဲ့နေခဲ့တာပဲဖြစ်ပါတယ်။ရခိုင်မှာတော့စစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာအရှိန်အဟုန်မပြတ်ဆိုးရွားနေပါတယ်။နိုဝင်ဘာလ18ရက်နေ့တရက်တည်းမှာပဲစစ်တွေနဲ့ ဒီကြောက်ဖြူမျိုးနယ်တွေကိုလေကြောင်းတိုက်ခိုက်မှု9ကြိမ်အထိလုပ်ခဲ့တယ်လို့အာရခတက်တော်အေးရထုတ်ပြန်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေတဲမှာဆက်တင်ကြောင်းတချောင်းကိုဓာတ်ရိုက်ပုံကျဲပြီးတော့အသေးခံ drone နဲ့ပါထပ်ပြီးတော့တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။စစ်ကော်မရှင်တပ်ဟာနိုဝင်ဘာလ18ရက်နေ့ညနေ4နာရီခွဲလောက်မှာစစ်တွေမျိုးနယ်ဒီအမြင့်ကျွန်းတဒါနာကို wine 12လေးရင်နဲ့ဘုံအလုံးကြီး60လောက်ကျဲခဲ့ပါတယ်။ဒါအပြင်ကြောက်ဖြူမျိုးနယ်က ဟာကြောက်ကလေးမင်းရက်နဲ့လိတ်တဲ့စတဲ့ရွာတွေကိုလည်းအဆက်မပြတ်တိုက်ခိုက်ခဲ့ပါတယ် ကျောက်ဖြူမြို့နယ်လိတ်တင်ရွာစတင်ချောင်းကိုနေ့လယ်ပိုင်းမှာလေချောင်းကနေဘုံကျဲခဲ့ပြီးတော့မိနစ်ပိုင်းအကြာလောက်မှာတော့အသေးခံ drone တစ်စီးနဲ့ပါထပ်ပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။ကျောင်းသူကျောင်းသားတွေကိုတော့အချိန်မီပြောင်းရွှေ့နိုင်ခဲ့လို့အာလူအသေးပြောင်းမရှိခဲ့ပေမဲ့စတင်ချောင်းဆောင်အဆောက်အုံကတော့ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ဒါ့အပြင်အာဇင်ချောင်းကန်းချီကစစ်သည်မော်နစည်းပေါ်ကနေလည်းလက်နက်ကြီးတွေနဲ့မင်းရက်နဲ့အာတန်ချောင်းရွာတွေကိုထပ်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ီဖြစ်စဉ်မတိုင်ခင်နိုဝင်ဘာလ25ရက်နေ့တုန်းကဆိုရင်လေဒီရသေတောင်မြို့နယ်ထဲကဘာထလီနဲ့နွားတင်ကုတ်ရွာတွေကိုလီရင်နဲ့ဘုံကျဲကဲလို့အရတား9ယောက်သေဆုံးခဲ့ပြီးတော့6ယောက်ဒဏ်ရာရခဲ့ပါသေးတယ်စစ်ကော်မရှင်တပ်ဟာဆိုလို့ရှိရင်ကြောက်ဖြူမြို့ကအရတားတွေရဲ့ရွာတွေကိုလေကြောင်းလက်နက်ကြီးတွေနဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်နေတဲ့အတွက်ဒေသခံပြည်သူတွေအနေနဲ့လေကြောင်းရံကိုအထူးသတိထားကြဖို့အေအေကသတိပေးထားပါတယ် မန္တလေးတိုင်းဗဒမြားမြေဒီမိုးကုတ်မြို့ကမြို့ခံ6ဝက်ကျော်လောက်ကတော့မြို့ကနေနေတိုင်းထွက်ပြေးတိမ်းရှောင်နေကြရပါတယ် ဒီလိုမျိုးထွက်ပြေးရတာဟာတအန်တက် TNL နဲ့စစ်ကော်မရှင်တက်တို့အကြားမှာပေါ့လေအပြည့်ရက်ပြီးတဲ့နောက် TNL တက်တွေကမျိုးကနေစုတ်ခွာပြီးစစ်တက်ကပြန်ပြီးတော့ဝင်ရောက်လာမှာကိုစိုးရိမ်တာကြောင့်ဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်တော်လန်ရေးအဖွဲ့တွေကလည်းမျိုးကိုလက်မလွတ်ပဲဆက်ပြီးတော့ခုခံမယ်လို့ကြေညာထားတဲ့အတွက်လေချောင်းတိုက်ခိုက်မှုအန္တရာယ်ကိုလည်းအကြီးအကျယ်စိုးရိမ်နေကြပါတယ်။မိုးကုတ်မျိုးကန်တွေဟာ TNL ထိမ့်ချုပ်ထားတဲ့နမ်ဆန်မျိုးဒါမှမဟုတ်ဒီစစ် ော်မရှင်ကထိန်းချုပ်ထားတဲ့ကြောက်မဲမျိုးနဲ့မန်လေးမျိုးဘက်ပေါ့လေဒီနောက်ပြီးတော့ပြင်ဦးတွေမျိုးဘက်တွေကိုထွက်ပြေးနေကြရတာပါဒေသခံတွေရပြောပြချက်အရာတွေဆိုလို့ရှိရင်ဒီကားခါဆိုလို့ရှိရင်လည်းတယောက်ကို6သိန်းကနေ8သိန်းအထိအဆမတန်မြင့်တက်နေပါတယ်ဒါပေမဲ့ကားလက်မှတ်တွေကတော့ဖြတ်ဖို့တောင်မှခက်ခဲနေတဲ့အခြေအနေဖြစ်ပါတယ်တန်းတက် DNL ဟာမိုးကုတ်နဲ့ဒီမိုးမိတ်ကိုစစ်ကော်မရှင်ကိုပြန်လည်ပြီးတော့လွှဲပြောင်းပေးဖို့သဘောတူညီခဲ့ကြပါပေမဲ့ဒေသတွေ ွင်းတော်လိုင်းရင်အားစုတွေဖြစ်တဲ့မန်လီ PDF နဲ့မိုးကုတ်ဗျူဟာတို့ကတော့ဒီမြို့ကိုစစ်ကော်မရှင်လက်အောက်အပါမခံမဲအစွမ်းကုန်ဆက်ပြီးတော့ကာကွယ်သွားမယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။မြို့ခံတွေကဒီမိုးကုတ်မြို့ခံတွေကပေါ့လေစစ်ကော်မရှင်တပ်ကပြန်ဝင်လာပြီးတော့အုပ်ချုပ်မှာကိုမလိုလားဘူးဆိုတာကိုပြသတဲ့အနေနဲ့နိုဝင်ဘာလ6ရက်နေ့ညပိုင်းတုန်းကမြို့လုံးကျွတ်တံမုံတီးပြီးဆန္ဒပြလှုပ်ရှားမှုကိုလည်းလုပ်ခဲ့ကြပါသေးတယ်။ နိုင်ငံတကာရဲ့ PR တွေနောက်ပြီးတော့အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုတွေနဲ့ကြားဖြန့်ကောင်းဆောင်ကိုထိုင်းကနေပေါ့လေတရုတ်ကိုလွှဲပြီးတဲ့နောက်ကရင်ပြည်ရွှေကုတ်ကူဒေတာက online ငွေလိမ်ခိုင်းဒီကြားဖြန့်ခိုင်းတွေကို အပီးသက်နှိမ်နှင်းရေးစတင်ပြီလို့ကရင်နယ်ခြားဆောင်တပ် BGF ကဆိုလိုက်ပါတယ်စစ်တပ်နဲ့ BGF ပေါင်းပြီးတော့စီးနှင်းမှုတွေကိုလုတော့မယ်ဆိုတဲ့သတင်းတွေထွက်လာတဲ့အချိန်မှာတော့ဒီတရုတ်နိုင်ငံသားထောင်ချီကညာရင်းချင်းထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ဒေတာ ာကန်တွေကပြောပါတယ်နိုဝင်ဘာလ18ရက်နေ့မနေ့ကညမှာပေါ့လေညရင်းချင်းထွက်ပြေးတင်းဆောင်ခဲ့ကြတာလို့ဆိုပါတယ် BGF DKNA ရဲ့ပြောခွင့်ရှိသူပေါ့လေပြောရေးဆိုခွင့်ရှိသူဒုတိယဘုံမူကြီးနိုင်မောင်စောကရွှေကုတ်ကိုမှရှိတဲ့ကြားဖြတ်ယုံတွေကိုနိုဝင်ဘာလ18ရက်နေ့ဒီနေ့ကစပြီးတော့ဝင်ရောက်ရှင်းလင်းသွားမယ်လို့သတင်းဌာနတွေကပြောဆိုထားပါတယ် PGF ကဒီစစ်တပ်ကိုရွှေကုတ်ကိုမြို့ရဲကိုခေါ်သွင်းပြီးတော့ရှင်းလင်းတော့မယ်ဆိုတဲ့သတင်းတွေကြောင့်ဒီတရုတ်နိုင်ငံသားကြားဖြတ်ဝန်ထမ်းထောင်ချီဟာညရင်းချင်းပဲအထုပ်အပိုးတွေနဲ့ထွက်ခွာသွားကြတယ်လို့ဒေသခံတွေကပြောပါတယ်။ရွှေကုတ်ကိုကိုပူတွဲတီထောင်သူကြားဖြတ်ခေါင်းဆောင်ရှီကျင့်ကြံကိုထိုင်းကနေတရုတ်အစိုးရစီကိုလွှဲပြောင်းပေးလိုက်တာနဲ့ဒီနောက်ပြီးတော့ပေါ့လေအမေရိကန်က BGF ခေါင်းဆောင်ဘုံမူကြီးစောချစ်သူအပါဝင်အဖွဲ့ဝင်တွေကိုပိတ်ဆို့အရေး းယူတာတွေကြောင့်အဲ့ဒါတွေလုတ်ပြီးတဲ့နောက်မှာပေါ့လေစစ်တပ်နဲ့ BGF တို့ကရှင်းလင်းရေးကိုစပြီးတော့လုတ်လာတာလို့ဆိုရမှာပါနမဲဆူးနဲ့ကြော်ကြတဲ့ KK ပတ်ကိုလည်းပြီးခဲ့တဲ့အောက်တိုဘာလကလေးကဝင်ရောက်ရှင်းလင်းပြီးတော့အဆောက်အုံတွေကိုဖြိုချဖျက်ဆီးနေစေဖြစ်ပါတယ်ရွှေကုတ်ကိုဒေသမှာကြားဖြတ်လုပ်ငန်းတွေအပီးသက် ပပြအောင်လှုပ်သွားမယ်လို့ BGF ဘက်ကကတိပြုပြောဆိုထားပြီးတော့ဒီစစ်စင်ရေးဟာနိုင်ငံတကာ PR တွေနဲ့ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေရဲ့တိုက်ရိုက်ရလတ်အဖြစ်ပေါ်ပေါက်လာတာလို့လေ့လာသူတွေကသုံးသပ်ပြောဆိုနေကြပါတယ်။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကို ပြောပြပြီးသွားမှာပါ။ နိုင်ငံတကာသတင်းတွေကိုတော့ဒီဗြိတိန်နိုင်ငံကခိုလုံခွင်းနဲ့ပတ်သက်တဲ့အပြောင်းအလဲနဲ့စကြရအောင်ပါတရားမဝင်ဝင်ရောက်လာပြီးတော့ခိုလုံခွင်းလျှောက်ထားတဲ့သူတွေဟာအမြဲတမ်းအခြေချနေထိုင်ခွင့်ရဖို့အ ਨੇ စုံ နှစ်20ဆောင်ရမယ်ဆိုတဲ့မူဝါဒအစ်စ်ကိုဗြိတိန်နိုင်ငံကချမှတ်ခဲ့ပါတယ်။အရင်ကတော့9နှစ်ပြည့်ရင်အမြဲတမ်းအခြေချနေထိုင်ခွင့်လျှောက်ထားနိုင်တာဖြစ်ပါတယ်။အာဒီအစီအစဉ်အစ်တွေကိုပြည်ထရေးဝင်ကြီးရှဘာနာမာမုဒ်ကလွတ်တော်မှာတင်ပြခဲ့တာဖြစ်ပြီးတော့ဒိမတ်နိုင်ငံရဲ့စနစ်ကိုပုံစံယူထားတယ်လို့ဆိုပါတယ်။ရည်ရွယ်ချက်ကတော့တရားမဝင်လာရောက်တဲ့သူတွေဗြိတိန်ကိုရွေးချယ်မှုရောကြစီဖို့နဲ့ခိုလုံခွင့်မရတဲ့ ဲ့သူတွေကိုပြန်ပြီးတော့ပို့ဆောင်ရေးပို့မှုလွယ်ကူစေဖို့ပဲဖြစ်ပါတယ်။ပြောင်းလဲလိုက်တဲ့စီကံတဲ့အရာပေါ့လေတရားမဟုတ်ဝဲနီလန်းနဲ့ရောက်လာတဲ့သူတွေအတွက်အများအားအခြေချခွင့်ရဖို့နှစ်ပေါင်း20အထိစောင့်ရတော့မှာဖြစ်ပါတယ်။ ခလုံးခွင့်အခြေအနေ refugee ဆရက်ကိုဒီအမြဲတမ်းမဟုတ်ဘဲနဲ့ယာယီအနေနဲ့ပဲပြီးတော့မှာပါ။အာလပေါင်း30နှစ်နှစ်ခွဲတစ်ချိန်ပုံမှန်ပြန်လဲစစ်ဆေးသွားမှာဖြစ်ပြီးတော့နေရရင်နိုင်ငံမှာအနေရမရှိတော့ဘူးလို့ယူဆရင်ပြန်ပို့ခံရနိုင်ခြေရှိပါတယ်။ခလုံးခွင့်လျှောက်ထားတဲ့သူတွေကိုအိမ်ယာနဲ့ဒီအပတ်စဉ်ထောက်ပံ့ကြီးတွေပေးရမယ့်ဥပဒေနဲ့အညီလှုပ်ဆောင်ရမယ့်တာဝန်ကိုလည်းရုပ်သိမ်းလိုက်ပါတယ်။ဆိုလိုတာကတော့ ခလုံးခွင့်လျှောက်ထားတဲ့သူတွေကိုပေးနေတဲ့အကူအညီတွေကိုပေးခြင်းမှပေးတော့မယ်ဆိုတဲ့သဘောမျိုးပုံစံမျိုးပေါ့လေကြောင်းလိုက်တာပါဝင်ငွေဒါမှမဟုတ် ပိုင်ဆိုင်မှုရှိတဲ့သူတွေကိုသူတို့ရဲ့နေထိုင်စရိတ်နဲ့လုပ်ငန်းစဉ်ကုန်ကျစရိတ်တွေကို ပေးဆောင်စေဖို့အတွက် လက်ဝဲယတနာလိုမျိုးဒီအဖိုးတန်ပစ္စည်းတွေတင်းယူပိုင်ခွင့်ကိုလည်းအစိုးရကရရှိလာမှာဖြစ်ပါတယ်။ခိုလုံခွင့်ရတဲ့သူတွေအနေနဲ့မိသားစုတွိတ်ဆုံမှုအတွက်လည်းအလိုအလျောက်ခေါ်လို့ရတော့မှာမဟုတ်ပဲနဲ့အလုံးနဲ့ပညာသင်ကြားရေးဗီဇာလမ်းကြောင်းကို ပြောင်းလဲနိုင်မှာပဲရှောက်ထားနိုင်တော့မှာပဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲဗြိတိန်နိုင်ငံကပြန်ပို့တဲ့သူတွေကိုလက်မခံတဲ့နိုင်ငံတွေကလူတွေကိုတော့ဗြိတိန်ကိုဝင်ခွင့်ဗီဇာထုတ်မပေးတော့ဘူးဆိုတဲ့အကန့်အသတ်ဒီကန့်သက်ချက်ပေါ့လေတခုကိုလည်းအာချမှတ်လိုက်ပါတယ်ဒီမူဝါဒအသစ်ဟာတရားမဝင်ဝင်ရောက်လာကြတဲ့သူတွေဗီဇာတမျိုးမျိုးနဲ့ဝင်ရောက်လာပြီးမှဗြိတိန်နိုင်ငံမှာခိုလုံခွင့်တောင်းတဲ့သူတွေဒါမှမဟုတ်တခြားဥရောပနိုင်ငံတွေကနေတဆင့်ဝင်လာပြီးဗြိတိန်နိုင်ငံမှာခိုလုံခွင့်တောင်းတဲ့သူတွေ ပေါ်အကျုံးဝင်မှာဖြစ်ပါတယ်။ဗြိတိန်နိုင်ငံရဲ့ခွင့်ပြုချက်နဲ့ရောက်သွားတဲ့ဒုက္ခသည်ရီနဲ့တော့သက်ဆိုင်မှာမဟုတ်ပါဘူး။ဘင်္ဂလားဒေ့ရှ်ကသတင်းတပုတ်ကိုဆက်ပါမယ်။ဝင်းကြီးချုပ်ဟောင်းအာရှိတ်ဟာစီနာကိုဒီအရင်နှစ်က ဖြစ်ခဲ့တဲ့ចောင်းသားဆန္ဒပြပွဲတွေကိုအကြမ်းဖက်နှိမ့်နှင်းခဲ့မှုအတွက်တရားရုံးကမျက်ကွယ်မှာပဲထိထန်အဖြစ်ပေးလိုက်ပါတယ်။အာဘင်္ဂလားဒေ့ရှ်ရဲ့နိုင်ငံတကာယာစွမှုခုံရုံး ICT ကနေလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ယာစွမှုတွေနဲ့ပြစ်မှုထင်ရှားတယ်လို့ဆုံးဖြတ်ခဲ့တာပါ။အရင်နှစ်က ကျောင်းသားဆန္ဒပြပွဲတွေမှာလူတွေကိုသေစေနိုင်တဲ့အင်အားသုံးခွင့်ပေးခဲ့လို့ပါဆိုတော့အဲ့ဒီအုံကျွမ်းမှုအတွင်းမှာလူပေါင်း1400လောက်သေဆုံးခဲ့တယ်လို့ကုလသမဂ္ဂအဖွဲ့အစည်းတွေကပြောပါတယ်အသက်86နှစ်ရှိပြီဖြစ်တဲ့ရှိတ်ဟာစီနာကတော့ဒီဒီတရား စီရင်မှုကနိုင်ငံရေးအရာမဟုတ်မမှန်ဆွဆွဲတာဖြစ်တယ်။ဗလိုက်မှုရှိတယ်ဆိုပြီးတော့ဆွဲချက်အလုံးကိုညှင်းဆန်ထားပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ဟာဟာစီနာကိုပြန်လွှဲပေးဖို့အိန္ဒိယကို တရားဝင် တောင်းဆိုထားပေမဲ့အိန္ဒိယဘက်ကလက်ရှိမှာတော့ပူပေါင်းဆောင်ရွက်မဲ့အရေးအယံကို မပြသေးပါဘူး။ဒါကြောင့်တည်တန်းစီရင်ချက်ကိုအမှန်တကယ်အကောင့်ထဲဖော်ဖို့ကတော့ခက်ခဲနေဦးမှာပါ။ဟာရှေ့ဟာစီနာဟာဒီဘင်္ဂလားဒေ့ရှ်ကို 25နှစ်ကြာအုပ်ချုပ်ခဲ့တာပဲဖြစ်ပါတယ်။စီးပွားရေးတိုးတက်မှုတွေရှိခဲ့ပေမဲ့နောက်ပိုင်းမှာတော့အတိုက်အခံတွေကိုနှိမ်နင်းတာနိုင်ငံရေးအရဖမ်းဆီးတာအာလူတွေပျောက်ဆုံးတာနဲ့တရားလက်လွတ်တက်ဖြတ်တာတွေကိုလုပ်ခဲ့တဲ့ဆိုတော့ဝေဖန်မှုတွေလည်းရှိနေခဲ့ပါတယ်။တရားသူကြီးကတော့တပ်ဖြတ်မှုတွေမှာပါဝင်ဖို့လှုပ်ဆော်တာနောက်ပြီးတော့ဒီအမိန့်ပေးတာနဲ့ကြိုတင်ကာကွယ်ဖို့ပြက်ကွက်တာဆိုရဲဆွဲချက်တွေနဲ့သူမကိုပြစ်ဒဏ်တစ်ခုတည်းအဖြစ်တည်ထောင်ချမှတ်လိုက်တာလို့ပြောပါရတယ်။ ်ဘင်္ဂလားဒေ့ရှ်မှာတော့ဒီသတင်းကြောင့်မြို့တော်ဌာကမှလုံခြုံရေးတင်းကျပ်ထားရပြီးတော့စီရင်ချက်မချခင်ဒီမချခင်ရပ်ပိုင်းကလေးကဘုံပေါက်ကွဲမှုတွေနောက်ပြီးတော့ဘတ်စကာမီရှုမှုတွေဖြစ်ပွားနေကြတာကိုတွေ့ရပါတယ်အိနီချင်းထိုင်းနိုင်ငံတွေကသတင်းတပုတ်နဲ့ဆက်ပါမယ်။ဒါကလည်းဝင်ကြီးချုပ်ဟောင်းတယောက်ရဲ့သတင်းပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံတရားရုံးချုပ်က ထိုင်းဝန်ကြီးချုပ်ဟောင်းထက်ဆင်ရှင်အဝတ်ကိုအမေရိကန်ဒေါ်လာတန်း900လောက်တန်ဖိုးရှိတဲ့ထိုင်းဘတ်ငွေ18ဘီလီယံနီးပါးအခွန်ဆောင်ဖို့အမိန့်ချလိုက်ပါတယ်။အဓိကကတော့2006ခုနှစ်ကသူ့ရဲ့ဒီ Shin Corporation Company Share တွေရောင်းချမှုနဲ့ပတ်သက်ပါတယ်။ဒီကိစ္စမှာတော့ထက်ဆင်ရဲ့တားနဲ့တမီးဖြစ်တဲ့သူတို့ဟာဆိုလို့ရှိရင်မိသားစုပိုင်းနိုင်ငံသား Share တွေကို အစု Share တစုကိုတပတ် နှုံးနဲ့ဝယ်ပြီးတော့စင်ကာပူအစိုးရရဲ့ယင်းနီမြုံနံမှုကုမ္ပဏီဖြစ်တဲ့ဒီမာဆက်ကို49.25ဘတ်နှုံးနဲ့ပြန်ပြီးတော့ရောင်းချခဲ့ပူပါတယ် ဒါကသားနဲ့သမီးဟာထက်စင်ကိုစားရှေ့ရတွေကိုအယောင်းဝယ်လုပ်ခဲ့တာဖြစ်တယ်လို့တရားရုံးချုပ်ကဆုံးဖြတ်လိုက်တာပါဒီမှုနဲ့ပတ်သက်ပြီးတော့ဘ ਹੁ အခွန်တရားရုံးနဲ့ဒီအယူခံတရားရုံးတို့မှာတရားရင်ဆိုင်ချိန်တုန်းကဝင်ကြီးချုပ်ဟောင်းထက်စင်ဘက်ကတော့အနိုင်ရခဲ့ပါတယ်အခွန်ဌာနကထက်စင်အယူခံအဖြစ်အမြင့်ဆုံးဖြစ်တဲ့ဘ ਹੁ တရားရုံးချုပ်မှာအယူခံထပ်တင်ခဲ့တာပါဘ ਹੁ တရားရုံးချုပ်ကထက်စင်ဟာအဲ့ဒီရှေ့ရအယောင်းဝယ် ကနေရတဲ့ဒီအမျက်ငွေ16ဘီလီယံနီးပါးကိုအခွန်ဆောင်ဖို့ပြက်ကွက်တယ်ဆိုပြီးတော့အမိန့်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်ဝင်ကြီးချုပ်ဟောင်းထက်စင်ဟာအခု လက်တလုံးမှာပေါ့လေထောင်ထဲမှာပဲထောင်တန်တစ်နှစ်ကြာခံနေရတာပဲဖြစ်ပါတယ်အခုတော့တရားရုံးချုပ်ကနေအမိန့်ချမှတ်လိုက်ပြီးဖြစ်တာကြာအခွန်ပေးဆောင်ဖို့အတွက်လုပ်ငန်းစဉ်တွေကို စတင်ရတော့မှာဖြစ်ပါတယ်နောက်တစ်ပုတ်ကတော့ထိုင်းနိုင်ငံဖူကက်ကအသက်30အရွယ်အမျိုးသမီးတစ်ယောက်ကအာဘသူမှမမာထားတဲ့ပစ္စည်းတွေကို ပေးပို့ပြီးတော့စီးပွားရှာခဲ့တဲ့အကြောင်းမှာသူက online ကနေပစ္စည်းတွေမှားကြတဲ့ဒီအမြဲလိုလိုပေါ့လေမှားတက်တဲ့မှားလေ လေးရှိတဲ့သူတွေရဲ့နာမည်နဲ့လိပ်စာ database တွေကိုရထားတာပါအဲ့ဒီနောက်မှာစံချိန်မမီတဲ့ပစ္စည်းတွေကိုအဲ့ဒီစရင်တွေထဲမှာပါတဲ့လူတွေစီကိုပို့ပေးတာဖြစ်ပါတယ်ပစ္စည်းတွေရောက်လာတဲ့အခါမှာတော့တချို့ကအာသူတို့မှားမိသလား သူတို့မိတ်ဆွေဆွေမျိုးအတိတယောက်ယောက်ကများမှားထားသလားဆိုပြီးတော့ငွေပေးချေကြပါတယ်။အဲ့ဒီလိုနဲ့အဲ့ဒီမှာအာဒီမှမှားထားတဲ့ပစ္စည်းပို့တဲ့အမျိုးသမီးဟာတရက်တရက်ကိုပေါ့လေဘန်းငွေ8000ကနေ3000လောက်ပေါ့နော်ဒီ8000လောက်ဝင်ငွေရှိတယ်လို့ဆိုပါတယ်။အာအွန်လိုင်းကနေပစ္စည်းတွေရောက်လာတဲ့အခါမှာပတ်စံရှင်းပြီးလက်ခံယူထားတဲ့သူတွေစီကနေအဲ့ဒီဝင်ငွေတွေကိုရနေတာဖြစ်ပါတယ်။တချို့ကတော့သူတို့မှားထားတဲ့အတွက်အဲ့ဒီပစ္စည်း ီးတွေကိုလက်မခံဘဲပြန်ပို့လိုက်တာတွေလည်းရှိပါတယ်။ ဒီလိုမျိုးပြန်ပို့လိုက်တဲ့ညင်းဆူလိုက်တဲ့ပါဆယ်ဒုတ်တွေကိုတော့သူကပြန်ထုတ်ပို့ပြီးတော့နောက်ထပ်လိပ်စာအသစ်တွေစီကိုပြန်ပြီးတော့ပေးပို့တယ်လို့ဆိုပါတယ်။နောက်ဆုံးမှာတော့ရေရသံတရားရှိလာပြီးတင်းင်းဦးရင်းနေကရှာဖွေရမှာစံချိန်မမီတဲ့ပစ္စည်းအရေအတွက်2000နဲ့ပါဆယ်အထုပ်ပေါင်း9000လောက်ကိုရဲကတွေ့ခဲ့ပါတယ်။ပစ္စည်းတွေထဲမှာတော့အလှပြင်ပစ္စည်းတွေနောက်ပြီးတော့ IT ထုတ်ကုန်ပစ္စည်းတွေအာနောက်ပြီးဒီစားသောက်ကုန်ပစ္စည်းတွေနဲ့ဒီအာစတစ်စတစ်ကာတွေ ပါဝင်ပါတယ်ဆိုတော့လုံးလုံးစင်မှာသူ့ကိုစံချိန်မမီတဲ့ကုန်ပစ္စည်းပိုင်ဆိုင်မှုနဲ့တရားစွဲဆိုထားပြီးတော့နောက်ပိုင်းမှာဆိုရင်အများပြည်သူကိုလိမ်လည်မှုနဲ့ထက်မှန်တရားစွဲဆိုသွားဖို့ရှိတယ်လို့ရဲတပ်ဖွဲ့ကပြောလိုက်ပါတယ်ဆိုတော့ထိုင်းမှာနေနေတဲ့သူတွေအနေနဲ့ကိုမမာထားတဲ့ပစ္စည်းတွေကကိုယ့်စီကိုရောက်လာခဲ့လို့ရှိရင်ယူရဖို့မလိုသလိုပတ်စံရှင်းဖို့လည်းမလိုပါဘူးရှင် သတင်းနဲ့မီဒီယာကွန်ရက် NMG သတင်းဌာနကပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေဒီညတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။